ရင်ကုန်မြောက်ရှင်တာရော့ဘေးတွေကိုကြည့်ရှုအားပေးကြတဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါအဲ့တော့ဒီတစ်ပတ်မှာကျွန်တော်တို့တပတ်စာခုနှစ်သမီးကံကြင်မှာကိုလမ်းညွှန်သွားမှာဖြစ်ပါတယ်အပတ်စဉ်ကျွန်တော်တို့လမ်းညွှန်ဟောကြားပေးလျက်ရှိပါတယ်အခုကမှကျွန်တော်တို့9ရက်အောက်တိုဘာလ2025တနင်္ဂနွေနေ့ကနေပြီးတော့17ရက်အောက်တိုဘာလ2025စနေနေ့အထိတပတ်တာကာလအတွင်းကျွန်တော်တို့တနင်္ဂနွေသားသမီးတွေရဲ့ကံကြမ္မာအခြေအနေကိုကြည့်လိုက်ကြရအောင်အဲ့တော့အပတ်စဉ်ကြည့်ရှုအားပေးကြတဲ့ ီတပတ်စာတပတ်စာဟောစရန်ဗီဒီယိုဖိုင်လေးတွေကိုကြည့်ရှုနေတဲ့မိတ်ဆွေတွေအားလုံးလည်းဒီနေ့ကနေကျေးဇူးတင်ပါတယ်အဲ့တော့တနင်္ဂနွေသားသမီးမိတ်ဆွေတွေအနေနဲ့ဒီတော့မှဆိုလို့ရှိရင်တော့ဟလာပျော်ရှင်စရာကိစ္စတွေကြုံတွေ့ရမယ်ဝမ်းသာစရာသတင်းစကားတွေကြားရမယ်ရုပ်ဝိရနဲ့အထောက်ပံ့အဆက်အသွယ်တွေရရှိတတ်တယ်ကိုလောက်ကန်ကြံစီတာတွေအောင်မြင်မဲ့တပတ်တာဖြစ်ပါတယ်အဲ့တော့ဒီတစ်ပတ်ကတော့ကိုယ့်ရဲ့အလောက်ကန်အကြံစီတွေဟာအောင်မြင်လို့ပျော်ရွှင်ရတာကိုလောက်ကန်ကြံစီတဲ့အရာတွေကတစ်ခုပြီးတစ်ခုဖြစ်လာတာမျိုးတွေ တွေ့ရမှာဖြစ်ပါတယ်အဲ့တော့အလောက်ကန်စီဝိုင်းရောင်းဝယ်နေပတ်တန်လဲဒီလိုတာမှာတိတိတတ်တတ်တိုးတက်လာမယ်မပြေလဲတဲ့ခက်ခဲကိစ္စတွေပြန်လဲပြေလဲလာမှာဖြစ်ပါတယ်အဲ့တော့ငွေကြေးပေါ့ငွေကြေးနဲ့ပတ်တန်လဲလက်မဲ့အခြေအနေကနေလက်ရှိအခြေအနေပြန်ဖြစ်လာမယ်ငွေရပောက်ရလန်အခွင့်လန်းတွေပေါများလာမယ်အဲ့တော့ငွေကြေးနဲ့ပတ်သက်လို့သွားစရာလာစရာပြောစရာဆိုစရာရှိရင်ရဲဝင်ပြောပါအဆင်ပြေပါလိမ့်မယ်ငွေကြေးနဲ့ပတ်သက်ရင်ဒီတစ်ပတ်တာမှာစိတ်ချမ်းသာစရာတွေကြုံတွေ့မယ်လက်ရှိကြုံတွေ့နေတဲ့ငွေကြေးခက်ခဲတွေရှိရင်တော့ဒီခက်ခဲတွေကနေအဆင်ပြေမှာဖြစ်ပါတယ် တော့အခြေနဲ့အိမ်တော်ကြီးပေါ့အခြေအိမ်တော်ကြီးမှာဆိုရင်လည်းကျွန်တော်တို့စကားနဲ့ငယ်ပြောရတတ်တယ်နည်းနည်းလေးအထင်လွဲတာအမြင်ဆောင်တာမျိုးလေးဖြစ်တတ်တယ်သို့သော်စိုးရင်လောက်တဲ့အခြေအနေမျိုးမှာတော့မရှိဘူးပညာဆိုင်ရာအင်တာဗျူးနဲ့ပတ်သက်တဲ့ကိစ္စတွေကတော့ဒီဘက်ကမှစူးစမ်းအောင်မြင်မယ်ဆိုတဲ့သဘောတရားမှရှိပါတယ်အဲ့တော့စကားခရီးကိစ္စတွေပေါ့အရေးကြီးတဲ့စကားပြောဖို့ဟာလာခရီးနဲ့ပတ်သက်တဲ့ကိစ္စတွေကောင်းသောခရီးတွေကြုံမယ်ခရီးနဲ့ပတ်သက်လို့ကောင်းကျိုးပြုမယ်အရေးကြီးတဲ့ခရီးစဉ်ကိစ္စတွေလုပ်လို့ရတယ်အဲ့တော့အရေးကြီးစကားပြောမယ်ဆိုမယ်ဆိုရင်လည်းကုဘကအတားရမယ်အနိုင်ရမယ်ပြောပါ အဲ့တော့ကျမ်းမာရေးနဲ့ပတ်သက်လာရင်လည်းအထောက်ပံ့အကူအညီရမယ်ပေါ့အဲ့တော့ကျမ်းမာရေးမကောင်းတဲ့မိတ်ဆွေများအနေနဲ့ဒီတစ်ခါမှာကျမ်းမာရေးနဲ့ပတ်သက်အကူအညီခွင့်လန်းအထောက်ပံ့ဆိုတာမျိုးတွေရနိုင်တယ်အဲ့တော့ကျမ်းမာရေးကံကောင်းနေတဲ့တပတ်တာလို့ပြောလို့ရတယ်အနှစ်ချုပ်အပြည့်ဒီတစ်ပတ်ဒီတရင်းငွေသားသမီးမိတ်ဆွေများကံကောင်းနေတဲ့နေရာမှာပါပါတယ်အဲ့တော့ကိုလောက်ကန်ကြံစီတာလေးတွေအောင်မြင်နိုင်တဲ့သဘောမှာရှိပါတယ်အဲ့တော့မိမိရဲ့အရေးကြီးကိစ္စတွေကိုဟလာလက်တွေ့လှုပ်ဆောင်ခြင်းဖြင့်အဆင်ပြေအောင်မြင်နိုင်တဲ့သဘောမှာရှိတယ်အဲ့တော့ ဒီတစ်ပတ်ကံကောင်းလက်ရှင်အချိုးပေးကနန်းဒီကိုးကနန်းဖြစ်ပါတယ်အချိုးပေးတဲ့အကြောင်းဒီရွှေရောင်ဖြစ်ပါတယ်အဲ့တော့တနုံးနေသားသမီးမိတ်ဆွေတွေအတွက်လမ်းညွှန်ဟောကြားပေးခဲ့တာပါ